အားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အော်တိုဘာ23ရက်နေ့ဒီနေ့မှာပြပအောင်ဆိုကျွန်တော်မိသားစုဝင်ကိုအတိအပြည့်တင်ပြချင်တာကလက်ရှိချိန်မှာငွေလိမ်ကြားဖြန့်တွေအ धिक ရှိတဲ့နေရာဖြစ်တဲ့ KK ပရဲ့အဆောက်အဦတစ်ခုကိုဘုံခွဲဖြက်စီးဖို့ပြင်ဆင်နေကြပါပြီကျွန်တော်သင်ပြနေတဲ့ချိန်မှာပဲ KK ပရဲ့အဆောက်အဦတစ်ခုကိုဘုံခွဲဖြက်စီးလိုက်တယ်ဆိုတဲ့တဲ့ရင်လည်း ကြထားရပါတယ်ဘသူကဘာလို့ချင်တာလဲရုပ်ရှင်တစ်ခုပြီးတစ်ခုအခန်းဆက်တွေဆက်ရိုက်သွားမှာလားကျွန်တော်တို့ကပြည်သူတွေကိုပြောချင်တာကတော့အခုချိန်မှာရန်သူရဲ့လေမြေကိုကျွန်တော်တို့နင်းမိထားတာပါလေမြေကိုနင်းပြီးသွားရင်တော့ဆက်နင်းဖို့လိုတဲ့လုံးဝမလွတ်ဖို့အရေးကြီးတယ်ဘိုးကျော်ဟဲ့နဲ့ကျွန်တော်တို့မာမိတ်တပေါင်းစုထပ်ပေါ်လာမယ်အကင်ပြင်းတဲ့ဒင်းကောင်းတွေကို ကြားရလို့လည်းရှိနေတယ်ရှင်းတော့တောင်မြောက်တကယ်ဟန်ချင်ကြီးလှုပ်ရှားနေတဲ့စစ်စင်ရေးအကြောင်းတွေကိုဖော်ပြပေးမှဖြစ်ပါတယ်အဓိကအဖြစ်ကတော့အခက်တက်တော့ AA ရဲ့နောက်ထပ်အောင်မွေးတဲ့ရင်ပါမှာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုစုံထိဝင်းရန်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေစာပိတ်ခေါ်လိုက်ပါတယ်တကယ်ကိုရန်သူရဲ့လက်မျိုးကိုနင်းမိထားတာပါကျွန်တော်ပြောပြတာနင်းပြီးသွားရင်တော့မလှုပ်ပါနဲ့ဆက်ပြီးတော့နင်းမှာ ကြားပြန့်လေးလင်းငွေလင်းဂိုင်းချောင်းနေကျွန်တော်တို့သတင်းဌာနတီးတီးမှာအချိန်နဲ့တပြေးညီထွက်ပေါ်လာကြတယ်ဂျပူဘက်ကိုလည်းပြန်ကြည့်ကြပါဦးခွေးပူခမညာအမီးအောင်မှာဘယ်နေရာမှာဖတ်ထားပြီးဘလို့ကောက်နေလဲကျွန်တော်တို့တော့မှခံမှန်းလို့မရဘူးမလေးရှားမှာအာဆီယံစီးဝေးမင်းအောင်လှိုင်ကိုပေးမတက်ဘူးလို့အတီးပြလိုက်ပါ အခုဂျပန်နဲ့ပတ်သက်ပြီးတော့ဘောလုံးပုံကြီးကြတယ်ကျွန်တော်တို့မိသားစုဝင်တွေရုပ်ရှင်အခန်းဆက်ကြီးကျွန်တော်တို့ကြည့်နေရတာဖြစ်တယ်ဒါနဲ့ချိန်နဲ့ပြိုင်နေတဲ့မှာဂျပန်ကိုကျွန်တော်ပြည်သူတရားလုံးအာရုံရနေတဲ့အချိန်မှာအာဆီယံစီးဝေးတက်ဖို့အတွက်တို့တွေနှိမ့်လို့ဆောင်နဲ့စူးစမ်းတာဒီကိစ္စကိုတိုင်ခင်မှာဒေါ်လာတန်းနဲ့ချီပြီးတော့တို့ကလော်ဘီတွေကိုငှားထားတာနိုင်ငံခြားလော်ဘီတွေငှားထားတဲ့အကြောင်းကျွန်တော်တို့မိသားစုဝင်တွေလည်းတွေ့ရှိပြီးဖြစ်မှာသိမှာ ဒါတွေကဒီလိုမျိုးလှုပ်ဖို့တော့ပါအခုဘယ်သူရဲ့ဒေါ်လာ3သန်းနဲ့ lobby ဒီလေဘာမှလုပ်လို့မရအောင်မလေးရှားကအတီပြူပြောဆိုလိုက်ပါပြီ ASEAN အစည်းအဝေးကိုခွေးကျပုတက်လို့မရတော့ပါကြောင်းဒါရင်အီတို့ကြည့်လိုက်ပြီဆိုတော့ဟိုဘက်ကောင်ကောင်ကျွန်တော်သတင်းလေးရတယ်ထွက်ပြေးသွားပြီတေးကြတယ်ခွေးနေရခွေးတိပေါ့ဗျာဟုတ်ပြီမလေးရှားက မလာကိုတက်ခွင့်မပြုတ်ဘူးလို့အတီးပြုတ်လိုက်တဲ့အချိန်မှာတော့တကယ်လို့တောက်ချက်ကွဲသွားတဲ့မင်းအောင်လှိုင်မျက်နှာကိုကျွန်တော်မိဘပြည်သူတွေမြင်အောင်ကြည့်ပေးပါကျွန်တော်ကခွေးတောင်နဲ့ပုံဖော်ကြည့်တာဗျအဲခွေးလေးဗျအနောက်ကနေပြီးတော့ထက်ရိုက်လိုက်တဲ့အချိန်မှာဂိမ်းဆိုပြီးတော့အမီလေးကောက်သွားတဲ့တရံကိုကျွန်တော်သွားပေါ်တာဒါပေမဲ့ခွေးဆိုလို့ကျွန်တော်တို့ဗျာကျွန်တော် assassin ခွေးလိုမျိုးပြီးတော့ dora ဘယ်လိုမျိုးခြားတော့အလှမှုခွေးနဲ့ပုံစံမျိုးပေါ်ပါနဲ့ ခွေးတော်မှအစ်မမီတဲ့ခွေးပုအမိကုတ်သွားတဲ့ပုံစံကိုပုံဖော်ပြီးတော့ကြည့်လိုက်ပါဒါတော့လက်ရှိတောက်ချက်ပေါ်သွားတဲ့မာလာဂျပုအကြောင်းပါဟုတ်ပြီကျွန်မဒါဇဝင်တွေနဲ့ကျွန်တော်စွန့်နေစရာနောက်တစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့စောင်းမဲလုံးဂျင်းနန်ဂျောင်းသားရုပ်ပြတ်စင်းပြတ်ကောင်ဒီကောင်ကဘာပြောလဲဆိုတော့လက်ရှိကြားဖြတ်နဲ့ပတ်သက်ပြီးတော့ KNU ကိုသူတို့ကအပြစ်တင်ပုံချပါတယ် အပြစ်တင်ပုံချဒါထက်သူတို့ကခခိုင်ပေါ်မှာဆွဆွဲထားတာဘာကြောင့်လဲဆိုတော့ကယန်းညူရဲ့ကျွန်တော်တို့ဒါမြေယာငားရမ်းတဲ့စာချုပ်လေးတရွက်ဒါကိုကင်ပြီးတော့ကြားဖြတ်လူကို KMU ကငွေထားတာ KMU လုတ်နေတာလို့ဇော်မဲလုံးကပေါ်လိုင်းကြီးဖွင့်ချပလိုက်တာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်ကအခုသတင်းကောင်းပြောချင်ပါတယ်ဇော်မဲလုံးကြီးမင်းရဲ့ခွင့်ပွန်တစ်ပိုက်ကိုပြောလိုက်ပါ KMU ကကြားဖြတ်ငွေလင်းဂိုင်းကိုလုတ်ဆောင်နေတယ်ဆိုရင်အခုကြားဖြတ်ငွေလင်းကလုတ်နေတဲ့ KK ပတ်ကဖြေပြီးတော့ရွှေကုတ်ကိုအထိအကုန်လုံးဘုံကျဲပလိုက်။ဘာဖြစ်လို့နေရလိုကေးရှင်းမရဘူးလား။ကျွန်တော်ပြီးခဲ့တဲ့တတင်းညူမှာလည်းပဲနေရာတွေကြေးရွာတွေတိတိကျကျကျွန်တော်ဖော်ပြခဲ့တာရှိတယ်။ဟုတ်တယ်လေ KNU ကကြားဖြတ်ငွေကိုလုတ်နေပါတယ် KNU ဟာကြားဖြတ်ကိုအသက်သွင်းထားပါတယ်လက်ခံထားပါတယ်ဆိုရင်အဲ့ဒီကြားဖြတ်အဆောက်အဦတွေအကုန်လုံးကိုဘုံခွဲပလိုက် ဘလို့ကသူတို့တွေမရှူနိုင်မကယ်နိုင်ဖြစ်နေတာဒါကြောင့် KK ဘက်မှာရှိတဲ့ကြားဖြန့်အဆောက်အဦကို BGF ဥဆောင်ပြီးတော့မိုင်းခွဲပြီးတော့ဖြိုချမနေ့ကလောက်ဆိုနေအဲ့ဒရင်အခြားမီဒီယာတွေမှာပါလာမယ်ထင်တယ်ကျွန်တော်ရဲ့မိသားစုတွေ KK ဘက်မှာရှိတဲ့အဆောက်အဦတစ်ခုနှစ်ခုကိုသူတို့မိုင်းခွဲပြီးတော့ဖြိုချမယ်ပြီးရင်ကဘာကြီးကိုသူတို့ကသူတို့ဖြတ်စည်းတယ်ပေါ့ဗျာ ဘလို့စပ်ပြီးတော့လိမ်လဲဆိုတာကိုကျွန်တော်တို့ကဟာတအမြင်နဲ့ထိုင်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ view ကိုကြည့်နေကျွန်တော်မိသားစုဝင်တော့ဘယ်သိန်းထလာမှာမဖော်ပြခင်မှာကျွန်တော်တို့မိဘပြည်သူတွေအရင်ဆုံးသိသွားပြီလို့တော့ထင်ပါတယ်အစောတစ်ခုလုံးလဲမိုင်းခွဲပြီးတော့ဖြည့်စင်းမယ်နောက်တစ်ခုလဲဖြည့်စည်းဖို့ရှိနေပါသေးတယ်သူတို့မိုင်းခွဲဖြည့်စည်းတယ်ပေါ့ဗျဟုတ်ပြီကြောက်နေတာကြောက်နေတာရှီကုတ်ကိုလည်းကြားဖြန့် မိဂန်တမနာကြီးကအမှုတ်ကျိတ်အခြေကုန်နှွာတော့မယ်ဆိုတာလဲနိုင်ငံကသတင်းသုံးသပ်သူတွေကဖော်ပြထားတာလည်းရှိတယ်ခုချိန်တော့မှာတော့မင်းအောင်လှိုင်နဲ့ပတ်သက်ခဲ့ပြီသူအကုန်လုံးကတော့ဂူအောင်နေလောက်ပါဒါပေမဲ့ကျွန်တော်တို့ကင်းဒေမီမှာကင်းတွေမတိတာဘာတစ်ခုမှမရှိဘူးဘယ်နေရာမှပုံလို့မရဘူးကင်းတို့သစ္စာဖောက်ခဲ့သူတွေ ဒီအန်ယူအောက်ကနေပြီးတော့စစ်ဖက်ကိုရှာနဲ့ပြေးရက်တဲ့သူတွေကင်မျိုးသားလုံးကလည်းစောင့်ကြည့်နေသလို KNU လက်ကလည်းမလွတ်ဘူးဒါကလည်းကျွန်တော်တို့တမိုင်းမှာရှိခဲ့တဲ့အချက်လက်တွေရှိတယ်သူတို့ဘောင်းဘောင်းကြည့်တယ်အာနာဇူးလက်နက်ကိုင်ခေါင်းဆောင်တော်တော်များများဟာဘယ်တော့မှသူတို့ဟာပုံမှန်လေးလေးပြောမယ်ဆိုရင်တော့သူတို့မိသားစုသူတို့မိမအောင်သူတို့ယုံတာမဟုတ်ဘူး ေနီယာမှာဘယ်လိုလုပ်နေလဲဘယ်နီယာမှာဘယ်လိုနေနေလဲရွှေကုမကြောက်ဖြန့်ဂိုင်းခေါင်းဆောင်ဆိုတဲ့အခုကဘာကြီးကကဘာကြီးကဆိုတရုတ်ဒင်းမီဒီယာတွေကနော်တပုံမှတ်တမ်းနဲ့တကွာတရားဝင်ကြကြပြင်းပြင်းပေါက်ထွက်လာတာစောချစ်သူစောချစ်သူစောချစ်သူဆိုတာကြီးပဲငကိုရဲကကျွန်တော်တို့ပြည်သူမျက်နှာမူရဲ့ပြည်သူဘက်ကိုလှည့်ရမယ်ဆိုရင်ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့အခုအချိန်မီသေးလားအချိန်မီမီဘူးလားဆိုတာကတော့ကင်းနေပဲဆုံးဖြတ်ပါလိမ့်မယ် ဂျူကိုဂျူကိုတဲမှာဆော့ချစ်သူနဲ့မတတ်တဲ့ပိုင်ဆိုင်မှုတွေအများကြီးဖြစ်နေတာပဲဒါပေမဲ့အဲ့ဒီမှာသူနေတာမဟုတ်ပါဘူးဟုတ်ပြီခွေးပူကောင်နဲ့ခွေးပူနဲ့ပတ်သက်တဲ့ကောင်တွေကအကုန်လုံးကတော့အမိကုတ်သွားပါပြီအပေါ်ရင်းလုံးပြောမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံတွင်းမှာကြားဖြတ်ပြီးတော့ကမ္ဘာကြီးကိုလိန်လည်နေတယ်ပြီးတော့ကျွန်တော်တို့အာဒီကမ္ဘာနိုင်ငံသီးသီးမှာရှိနေတဲ့ကမ္ဘာသူကမ္ဘာသားတွေကို နီမျိုးစုံနဲ့လိမ်ပြီးတော့နီမျိုးစုံနဲ့ညှင်းမနှိပ်ဆက်တပ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေရဲ့ပက်ကန်ရှင်ကမင်းအောင်ပိုင်ဆိုတာကိုလည်းကဘာကြီးကသိတယ်။လက်ရှိကျောင်းတိုင်းသားပြည်သူတွေကိုနေစဉ်အကြမ်းဖက်တပ်ဖြတ်နေတာကဘာကြီးကလည်းသိတယ်။ဒါကြောင့်အာဆီယံကအဖက်မလုပ်တော့ဘူး။ကျွန်တော်တို့အကောင်းဆုံးအချီးကိုဒီအာဆီယံစီဝေးခန်းနာမှာတက်ရောက်ဖို့အတွက်အတီးပြုတ်ပေါ်အတီးပြုတ်ထားပါလေဆိုတာကလည်းဟိုဘက်ကျောက်ကပဲစတင်ပြီးတော့ သတင်းလေးဖော်ကြခဲ့တာဖြစ်တယ်အခုတပီလာမင်းအောင်လိုင်းကိုစီဝေးတက်ဖို့အတွက်မဖိတ်ခေါ်ပါကြောင်းအတီမီပြုပါကြောင်းဟိုဘက်ကအာဆီယံဥက္ကဋ္ဌကပြောအဲ့ဒီမှာပါလေအာဆီယံဖွဲ့ဝင်တွေကတရားဝင်တော်ထောက်ပေါ်ပြောဆိုရတာဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မှာရည်တည်နေတဲ့ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးကလည်းပဲအာဆီယံဘာလို့မှလဲအာဆီယံချမှတ်ထားတဲ့မူလချက်ကိုတစ်ချက်မှတော့မလုပ်တဲ့မင်းအောင်လှိုင်း ဒါနဲ့ဇင်းကောင်းလေးတစ်ခုလည်းကြားထားပါတယ်။ကျွန်တော်လောင်စန်းစစ်ကြည်ကိုပြန်လွတ်ပေးရမယ့်အခြေအနေတွေလည်းစိုက်ရောက်နေပြီဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်။ကျွန်တော်ဒီနူးတော့လည်းစတဲ့ဒီပေါက်မပေါက်ဖွားခင်ပါတဲ့ကကျွန်တော်ရဲ့အမေဒေါ်စန်းစွတ်ကြည်ဟာကျွန်တော်တိုင်းပြည်နဲ့ကျွန်တော်လူမျိုးနဲ့ကျွန်တော်အားလုံးအတွက်အရင်ဦးဆုံးအချင်းထောင်ထဲမှာသူပေးဆက်ခဲ့တာကျွန်တော်မင်းလို့မရဘူး ကျွန်တော်အပြင်မှာအခုလွတ်လွတ်လပ်လပ်ကျွန်တော်စကားတွေပြောလို့ရတယ်လွတ်လွတ်လပ်လပ်ရတယ်ကန်ရရတယ်အညာကြီးအသက်ကိုဝအောင်ရှူလို့ရတယ်အချင်းချခံထားရတယ်ဒေါသစွတ်ကြည့်ကိုမမေ့ဖို့ပါမင်းလည်းမပေါ့တွားချောအားလုံးမှာတောင်းဝင်ရှိတယ်မဖြစ်မနေလဲဒီတောင်းဝင်ကိုပြီးရောက်လောက်ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့အမိကောက်တော့လည်းခွေးပူအကြောင်းလည်းတီးခဲ့ပြီးပြီးကေပါထဲမှာရှိတဲ့အဆောက်အဦးကိုမိုင်းခွဲပြီးတော့ကဘာကြီးကိုလိမ်မြက်အကြောင်းကိုလည်းပဲ ျွန်တော်မိသားစုဝင်တွေဒါအိုးပြပြတိခဲ့ပြီးပြီမနေ့ကဆိုရင်ဒါ KGP အတွင်းထဲမှာရှိတယ်ကြားဖြတ်နဲ့ပတ်သက်တဲ့သူတွေဒါမြို့ပေါ်လမ်းမတွေကိုထွက်လာတာကျွန်တော်မိသားစုဝင်တွေတခဲ့ကိုအများကြီးဂျာထောင်ချီတယ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုလည်းပဲကူးသွားတဲ့သူတွေလည်းအများကြီးဆိုတော့ကြားဖြတ်ကကဘာကြီးကိုလိန်ထားတဲ့ကောင်ထိုင်းနိုင်ငံကိုကူးတယ်သူတို့မှတကွေသုံးဖို့ဆိုရယ်ပတ်စံနေဆိုတာဘတ် ောက်နဲ့ထောက်နဲ့ဆိုတော့အထက်လိုက်အစီးလိုက်အာပြင်းပြင်းနဲ့တွင်းနဲ့မှာဒီကြောက်ဖြန့်နေအသက်သွင်းပြီးတော့အခုလုံနေတဲ့ချိန်မှာခေါင်းဆောင်နဲ့တရားမှလည်းဖမ်းမိထားတာမရှိသေးဘူးဟိုခေါင်းဆောင်နေလို့တော့ကြောက်ဖြန့်နဲ့ပတ်သက်တဲ့အဓိကဒူတွေကိုလက်နက်ကင် BGF နဲ့လက်နက်ကင်အဖွဲ့တွေကကာဝယ်ပေးပြီးတော့ပြောင်းရွှေ့ပေးနေတာ ဒါပေမဲ့အောက်ခြေမှာရှိတဲ့ဝန်ထမ်းတွေကတော့အဆင်ပြေတယ်လို့ကြောက်ကိုရက်ဒီကြောက်ကိုပြေးဆိုတော့မနေ့ကည9:00နာရီမှာမြဥ်ရီမြို့မှာဒါလမ်းစုံမှာမြဥ်ရီမြို့လမ်းစုံမှာဘယ်သွားမှန်းသိအိပ်စရာမရှိနေစရာမရှိတဲ့ကျွန်တော်တို့လူငယ်တွေအများအပြားစီတန်းနေတာပဲအဲ့ဓာတ်ပုံတော့မှထွက်ပေါ်လာတယ်အဲ့ဓာတ်ပုံထွက်ပေါ်လာပြီးမကြဘူးနောက်ထပ်ဒရင်းဆိုလီကြားလိုက်ရပါအဲ့ဒါကတော့အဲ့ဒီလူအုပ်ကြီးကိုအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့တနက်ထောက်ပြီးတော့ စကားရှစ်စီးနဲ့ပေါ်တာဆွဲသွားပါတယ်အကောင်လုံးတောင်းမှမကြံဘူးစဉ်းစားပေါ့ဗျာညောင်ဤဒီပတ်ဝန်းကျင်ကျွန်တော်အဲ့ဒီမှာရှိတဲ့ထိစက်နေမြေတွေကိုကျွန်တော် KNU နဲ့ကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်လူငယ်တွေတက်ပြီးတော့အဲ့ကဲတိမ့်မိုက်ထိန်းချုပ်ခဲ့ကျွန်တော်ထိန်းချုပ်နေတဲ့အချိန်မှာ ီဂျာပန်တွေလည်းတိတ်မလှုပ်ရမလှုပ်ရှားရဘူးဒီကောင်တွေမှန်တယ်သူတို့ရဲ့အိန္ဒိယတွေမှာတော့လုံနေတဲ့ဘာညာဒါလည်းကဘာကြီးကတိပြီးသားဂျာပန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လက်ရှိအထောင်ချနေတာတကယ့်ကိုအမြင့်တွေ့နေပြီငွေကြေးအများကြီးနဲ့သူတို့တွေလေပတ်နေတာအဲ့တော့သူတို့ကိုကာဝယ်ပေးနေတဲ့အဖွဲ့အစည်းတွေကငွေရအများကြီးတိုးပြီးတော့လုပ်နေကြတာလက်လက်လူအင်အားငွေကြေးအများကြီးအများကြီးလုပ်နေကြတာ ဒါတော့ကျွန်တော်မိသားစုဝင်လေးလည်းသဘောပေါက်ပါတယ်ဟုတ်ပြီငါ့မှာတောင်းကြမရှိနေကြမရှိကြမ်းပြဝင်နေတဲ့အကုန်လုံးကိုစကားဝထုတ်တင်ပြီးတော့စစ်မှုတန်းပေါ်တာဆွဲခံလိုက်ရတဲ့အဖြစ်ဒါမှမဟုတ်အဲ့ဒီကားတွေကားပေါ်ကိုမတင်ခင်မှာအမပပတ်လေးကိုကျွန်တော်တနက်တွေထောက်ပြီးတော့အဲ့ရမြောက်ဒီလကန်နေပေါ်ပြချက်ပြပြချက်ဆိုရင်တို့လည်းတက်ပုံတွေပါတယ်တက်ပုံဗီဒီယိုမှတ်တမ်းတွေရိုက်ဖို့တောင်မှ အခက်ခဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဟောပေါင်းရဲ့အသည့်အတိုင်းပဲလေ။မထင်မထင်ဆိုပြစ်တတ်တာဟုတ်ဗျာ။ဒါကြောင့်လည်းဒီကံပြည်သူတွေအနေနဲ့တော်တော်လေးကိုကြည်ကျက်နေထိုင်ရှောင်လာနေရတယ်။ဟုတ်ပြီ။နောက်ထပ်ဒါသတင်းတစ်ခုကထိုင်းမှာဖမ်းမိထားတဲ့ KGB ကောင်းဆောင်တရုတ်မာဖီးယားတကောင်ကိုထိုင်းကနေပြီးတော့တရုတ်ကိုဖယ်ပြောင်းပေးပါတော့မယ်။ ရှီချီချန်းကိုအမိရတဲ့ online ငွေလေကြားဖြတ်လုပ်ငန်းခေါင်းဆောင်ကိုထိုင်းနိုင်ငံမှာအခုထိုင်းနိုင်ငံထောင်ထဲကနေပြီးတရုတ်ကိုဖျက်ပြောင်းလုပ်มาဖြစ်တယ်။အခုကျွန်တော်တို့ Google Map မှာဂျပန်နဲ့ပတ်သက်ပြီးတော့ဖန်စီရမိသူတွေရဲ့ top board ပြောဆိုချက်တွေကိုတရုတ်သတင်းမီဒီယာတွေနဲ့နိုင်ငံသားသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးသားမြန်မာလူနားမလည်တဲ့သူတွေအတွက်လည်းမြန်မာလူနားလည်အောင်သူတို့တွေ translate လုပ်ပြီးတော့မြန်မာစာတမ်းထုတ်ပြီးတော့ဖော်ပြနေတာလေအများကြီးအဲ့ဒီမှာသူတို့ရဲ့ဖွင့်ရဝန်ငံချက်တွေမှာ ဒီကြောင်ပြန့်ရဲ့အဓိကခေါင်းဆောင်ဟာမင်းအောင်လှိုင်ပါလေဒီချိန်တော့ခွေးပူတော့ဘာမှကိုလှုပ်လို့မရတော့ကဲနီကလည်းဒီအချိန်ကိုစောင့်နေတာထင်တယ်ဗျာဒါကြောင့်ဖိုးဖိုးကြောင့်ဟဲ့ရပြောတာမမတပေါင်းစုတွေထွက်ပေါ်လာမယ်တဲ့ဟာဖိုးကြီးချက်ခဲမဲ့ချက်ငွေရအတန်ပေးလိုက်ပါ။ဟောဆိုရင်ကျွန်တော်ကအစင်သိမ့်မယ်။ ကျွန်တော်စကြောဘိတ်ကအစင်နဲ့မှအမြဲတမ်းဟုတ်ပြီဒါကလက်ရှိအချိန်မှာဒါကီကီပတ်ကြားဖြန့်ပြီးရွှေဘုတ်ကိုပြီးတော့ PGF KNA ပြီးတော့တိုင်အောင်လိုက်သွားတဲ့ငူချင်းတော့ကိုလိုက်သွားတဲ့အချို့သော TKBA ခွဲထွက်တွေပြီးတော့အချို့သောသူတွေဟာတော့သူတို့ရဲ့တမိုင်းကိုသူတို့လုံးဝကိုဖျောက်ဖျက်လို့မရအောင်ဟုတ်ဆိုးရတဲ့အမားတွေကိုကျူးလွန်သွားပြီဖြစ်ပါတယ်လုံးဝအခွင့်အလွတ်တော့ အခုကကြားပြန်ကိစ္စငွေတခုလည်းလိမ့်တာမဟုတ်ဘူးကိုရင်းကိစ္စတွေပါအယောင်းဝယ်လုတ်ကြတာဒီကိစ္စတွေလည်းကျွန်တော်တို့သတင်းဌာနတွေမှာမကြမကြတွေ့နေရပြီအဲ့တော့ဘယ်လိုလဲဆိုတော့သူတို့အမီးကိုသူတို့ကိုက်ပြီးတော့တကောင်နဲ့တကောင်ကိုက်ပြီးတော့အော်နေကြတဲ့လက်ရှိအခြေအနေမှာသူဘလူးကလပန်ထိုးပြီးဘလူးဘောလီဘောပုတ်ပြီးတော့ဘလူးဒရင်းလေးဖားကြမလဲဆိုတာကိုထရိုင်မီတာစုဝင်နေဇလန်းရှိကြီးနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီ ြည်သူလူထုရဲ့တော်လှန်ရေးအတွက်အကောင်းဘက်ကိုရွှေ့နေပါပြီ။ကဲနီနဲ့ကဲနဲ့လေဒုစဦးစီချုပ်ဒုတိယဘုချုပ်ကြီးဘောကျော်ဟဲကလည်းမမေတပေါင်းစုနဲ့အတူပွဲထွက်လာမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အဲတော့အဖို့ဘာလုပ်လဲဆိုတာကိုကျွန်တော်တို့အားလုံးကလည်းစောင့်နေကြပါလေ။ဖွဲ့ခရာအတန်းနဲ့အတူတူကျွန်တော်တို့လေပွဲသိမ့်ဖို့အစင်းနဲ့ဖြစ်နေပါလေ။ဟုတ်ကျွန်တော်မြေပြင်မှာ အရကတော့ AA ရဲ့ခြေတန်းလုံပြီးတော့နေအကန်ဘီဝါစကန်းကိုအပီးတက်တိုက်ခိုက်သိမ့်ပိုက်ပြီးတာတော့မှမရက်သွားပဲနဲ့နောက်ထပ်စကန်းတစ်ခုကိုထပ်မံသိမ့်ပိုက်လိုက်တယ်ကျွန်တော်ရဲ့မိဘတို့အဲ့ဒီအကြောင်းကိုကျွန်တော်ဖော်ပြချင်တာဒီနေ့အဓိကကဂျာပန်ကတော့ဒါအလုံးသိရှိနေပြီဗျာကျွန်တော်ထပ်ပို့ပြီးတော့အဲနိုင်ငံကြီးစကားတန်ပြီးတော့တည်င်းတန်အနေနဲ့ဖော်ပြတဲ့သူတွေပို့ပြီးတော့နားထောင်လို့ကောင်းပါအောင်မယ်ကျွန်တော်ကအရှိရှိတိုင်းပဲပြောတာနော်ဟုတ်ပြီ ကျွန်တော်နိုင်ငံပြူပါပြီးသားရင်ချစ်ဆက်မြတ်မယ်ကျွန်တော်တို့မခွေးနဲ့ကျွန်တော်တို့အခြားသောတိဆက်နေမည်တွေမှာလည်းပဲအေးအေးဟာပတ်တီးနေတာဖြစ်ပါတယ်ကျွန်တော်ဒီချိန်မှာလည်းပဲကမ္ဘာစဆက်ယုံနဲ့ပတ်သက်ပြီးတော့မလာပါကတတော်လေးကိုအတန်ထွက်လာပါပြီလက်ရှိနိုင်ငံပြူကလည်းပါသွားပြီပြီးတော့နိုင်ငံပြူကတောင်ပိုင်းကမြန်ချင်းဆိုင်ကနောက်ထပ်စကန်တစ်ခုကိုလည်းပဲ ဒီကနေ့ပဲအာခတ်တတော်အေးနဲ့ပူပေါင်းတဖုံနေတခက်သိမ့်ပိုက်လိုက်ပါပြီပြီးတော့ကမ္ဘာစဘုံပေးရဖို့အတွက်အကျန်ဖတ်စစ်ခွေးတက်ကတော်တော်လေးကိုပြင်ဆင်နေတယ်လို့လည်းကျွန်တော်တို့သိရှိထားရတယ်ကျွန်တော်ပြောပြီးသားပေးရမှာဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကအခုမကွေအေရီစကိုင်းအခုကျွန်တော်ပြောနေတယ်ကျွန်တော်ဒါမိသားစုဝင်နေအခုမကွေအေရီ ်ဇကိုင်းအလကတ်တော့ AA ပူပေါင်းတပ်ဖွဲ့ဝင်လေ KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေကျောင်းကိပင်းနဲ့တွင်းနေကနေပြီးတော့စစ်တင်တဲ့မျိုးစုံနဲ့စုဖွဲ့သွားတယ်အဖွဲ့အစည်းတွေဥပမာ BBLA လို့လို့မျိုးပြီးတော့ကိပင်းနဲ့တွင်းနေကနေပြီးတော့အညာတိတက်ရင်းလိုက်ရှေ့ကောင်းသွားတယ်ကျွန်တော်တို့ရဲ့ KNU လက်ထွက်တယ် ပွဲကတော့တော်တော်လေးကိုအချိန်ကြီးပြီးကြည့်လို့တော်တော်ကောင်းသွားပြီကျွန်တော်မိသားစုကလေးဒီအချိန်မှာကျွန်တော်အောင်မြင်ဖို့အတွက်လမ်းပေါ်ရောက်လာပြီပြီးတော့ကျွန်တော်ပတ်ခဲ့ဖို့လည်းကျွန်တော်ပြင်ဆင်ထားပြီးပြီဆိုတော့ကျွန်တော်မိသားစုဝင်တွေအနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကနဲ့တာမညာကိုခွဲတက်ဖို့လိုတယ်ပြမက်ကိုထိဖို့အတွက်ရန်သူရဲ့စိုက်ဝါးတွေမြောက်အများအခုပေါ်နေတာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့လို့ကျွန်တော်တို့ဒီဇိုင်းမမတ်သွားနေတယ် ကျွန်တော်ဒေါ်စင်မောင်ပြောတဲ့စကားတစ်ခုကျွန်တော်ဖောက်ခံတယ်။အဲ့ဘာလဲဆိုတော့ကျမတို့လည်းပြည်သူ့ကော်မတီတမဟုတ်ဘူးလူငယ်ပြီ PDF တိ။တိုက်ပွဲရက်တဲ့တိုက်ပွဲရက်တဲ့နေ့တရေမှမရှိဘူး။နေရာစုံမှာကျွန်တော်ရဲ့မိသားစုနေရာတိုင်းနေရာတိုင်းကျွန်တော်ရဲ့မိသားစုကြီးကျွန်တော်တို့အမြဲတိုက်နေတာ။ကျွန်တော်တိုက်ပွဲရက်သွားတဲ့နေ့တရေမှမရှိဘူး။အဲ့စကားတော့ကျွန်တော်လက်ခံထောက်လက်ထောက်ခံတယ်။ကျွန်တော်လုံနိုင်တဲ့အရာတွေမှန်တယ်မြတ် လုံဆောင်နေကြတယ်လို့ပုံမကောင်းအောင်နဲ့အခုလိုမျိုးစုဖွဲ့မှုအကြီးကြီးနဲ့လုံကန်ဖို့ကိုလည်းပဲကျွန်တော်တို့ကပြင်ဆင်ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရှိလို့တွားနေတဲ့အချိန်မှာကျွန်တော်တို့ဥတီချက်ကျွန်တော်လမ်းကြောင်းကိုရောက်နေတဲ့အချိန်မှာအဲ့ဒီဟိုရက်ကွက်ကစိုက်ဝါးတွေပြီးတော့ဒါသတင်းဖြာကြတဲ့အခြေအနေတွေပြီးတော့အချင်းချင်းထိုးကျွေးမဲ့ဇလန်းစင်တဲ့အကွက်တွေကိုကျွန်တော်တို့သတိပြုစင်ချင်ရမှာဖြစ်တယ် ။ဒါမှမဟုတ်အချောရီအစိတ်တောက်ပြီးအများကြီးရှိတယ်။တခါတည်းကဒီဘက်မှာချနေပြီဟိုဘက်ကရံဖြစ်လို့ကောင်းလို့။ဒီဘက်မှာအဓိကသတင်းတွေကိုဖုံးကွယ်ပြီးတော့ဟိုဘက်မှာကျတော့ပြည်သူအကြိုက်အခြား for show သတင်းတွေဗျာ။ဒါပြီးခဲ့တဲ့ရက်ကဆိုရင်ဒါကလင်းငယ်လေးကိုခြီပြီးတော့တော့ခိုးတဲ့တခိုးပေါ့နော်။တခိုးလို့လည်းမြည်တက်ကြတယ်။အဲ့တော့အခုအဲ့ဒီတခိုးကိုရိုက်တဲ့အဆိုင်ရှင်လဲတရားစွဲခံရမယ်ပြီးတော့အဲ့ဒီတခိုးကို အဲပရိုက်တာဖွဲ့တွေကလည်းပဲတနာလို့တဲ့အကျွေးတွေပါဆက်ပေးပြီးတော့ကောင်းကောင်းမွန်မွန်ထားရှိမြဲဘာညာဆိုတဲ့အထိတ်တွေမရှိတဲ့သတင်းတွေဒီလိုသတင်းတွေကကျွန်တော်နိုင်ငံအတွက်လုံးဝကိုဟိုဒါမင်း online လက်ထပ်မှာပေါ့နော်ဒါမျိုးတွေအများကြီးတွေ့ရတာကျွန်တော်မိသားစုတွေဟုတ်ပြီအစိုးရလည်းကောင်းတယ်နိုင်ငံကလည်းကောင်းတယ်ခေါင်းပေါင်နဲ့ကောင်းတယ်ကောင်းတယ်ဆိုရင်ဒါမျိုးတွေဖြစ်စရာအကြောင်းမရှိဘူးအခုကတော့ခလေးတေးလေးတွေရင်ဝတ်ပတ်ခလေးတွေအဲ့ဒီခလေးတွေကတော့လုံစားခံနေရတာခလေးငှားခလေးငှားပြီးတော့မှပေါင်းစားတာ ဟုတ်ပြီဒါကတော့လက်ရှိအဥပမာတစ်ခုပေါ့နော်ဒါကျွန်တော်လမ်းလမ်းအောင်လုပ်မယ်ဒါအခြေအနေတွေအများကြီးရှိတယ်ဆိုင်ရွာတွေအများကြီးရှိတယ်ဒါတို့ကလည်းဗျာခေဆက်ဆက်ပေါ့နော်ဒါမြေခွေးထက်လည်းရုံမာတယ်ပြီးတော့ခွေးထက်လည်းကောက်ကျစ်တယ်ပြီးတော့ဒီလိုမျိုးကောင်တွေဖြစ်တဲ့အတွက်ဒါကျွန်တော်တို့တို့ဒီကလင်ကြတာကိုတခါလေကြရင်ကျွန်တော်တို့တော့မလိုက်မမိတာအများကြီးတယ်ဒါတွေကိုသတိချက်မှာဖြစ်ပါတယ်အခုချိန်မှာတော့ထိုင်းမြန်မာနယ်စပ်ဒါတောင်ရင်းနဲ့ပတ်သက်တဲ့ ဒါအဓိကကြမ်းမြန်ခေါင်းဆောင်တွေပြီးတော့မလာနဲ့ကျွန်တော်တို့ဒါစောချစ်သူပေါ့ဗျာစောချစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးအလန်းလန်းဖြစ်နေကြပြီပြီးတော့ဒီလေးကြကြလှုပ်ဆောင်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ပြောတာရန်သူရဲ့လင်မီကိုတော့နင်းမိထားပြီးပြီးနင်းလဲနင်းထားတယ်ဒါကိုလွတ်မထွက်ထားဖို့အတွက်ကျွန်တော်တို့အားလုံးတာဝန်ရှိတယ်ဟုတ်ပြီဇင်းကောင်းပြောမယ်အဲ့တော့ကတော့ Nagan Pure Scanji ကဘာလုံး Scanji အဲ့ဒီအင်းကြီးက ကျွန်တော်ရိုးရိုးပေါ်မှာအမြင့်ဆုံးသောနေအားအချို့အရန်အောင်ဟာအရကတော်တော် A တဲ့ဘလို့ငါတီးလိုက်တာလဲကွာအဲ့နေအားဟာအမြင့်ဆုံးပဲကျန်သူကပူချာခိုင်မာချလာလားဘလို့မှမချဖို့အတွက်စစ်ကူပြစ်ကူကြီးရဲလေဗျာအကုန်ပေးထားတော့အရကတော် A နဲ့ဘူတော့တက်ဖို့ဘလို့တိုက်တာလဲကွာဟာပကလကြံကျွန်တော်စဉ်းစားတော့မှာကျွန်တော်လက်တိုက်ပွဲတွေမှာဟောပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရတာရှိပါတယ်အမှန်နဲ့ ျွန်တော်ခံမှန်းလို့တော့မရအောင်တစ်ခါလေးစဉ်းစားတာတသိန်းအောင်ပြန်ပြန်ပြန်ထားဟုတ်ပြီအဲ့ဒါငွေကြေးမှာငဖဲလက်ကန်ကာဝေးစကန် view စကန်ကြည့်ပေါ့ဗျာကဘာလုံးစကန်လို့ပြောနေကြတာအဲ့ဒီညနေချင်းဆိုင်မှာရှိတဲ့ကျန်ပစိခွေးတက်စကန်ကုန်တစ်ခုနဲ့ပစိရွာအနီးမှာရှိတဲ့စကန်ကုန်နှစ်ခုဗျာအဲ့ဒါအဲ့ဒါအရင်ကပူတော့တဖို့နေဆက်လက်တိုက်ခိုက်တိမ့်ပိုက်လိုက်တယ် ။ဟိုဘက်ကဟိုဘက်ကတော့ကျွန်တော်တို့အချို့သတင်းလေးတတ်တတ်လာတယ်ကွာ။အနေကံပြူအကြီးကမကြသေးဘူး။မင်းဟောပြင်းတို့ကြာကြာမကြာကြာကျွန်တော်ကစိုးအောင်လို့ပြောမိသား။တို့ကတော့ညင်းနေတော့ခုချိန်ကြီးမကြသေးဘူး။ဘာဖြစ်လို့ဆိုရှေ့တန်းပို့တဲ့ကောင်လေးကလည်းပြင်မမရောက်သေးတာဟုတ်ပြ။တို့ကဘောသက်စာပြင်ရောက်မလာတော့ဘူး။တို့ပြန်ရောက်မလာမချင်းမကြသေးဘူးလို့တို့ပြောနေတာဟုတ်ပြီမကြသေးဘူးနောက်ထပ်စကန်နှစ်ခုပါတို့ပူအောင်တက်ဖို့တက်ခိုက်သိမ့်ပတ်လိုက်ပြီ နေကန်လမ်းဟောင်းပိုင်းနဲ့မြင်းချင်းဆိုင်ကျွန်တော်ကာကင်းကုန်းကိုထပ်ပြီးတော့တင်လိုက်တယ်အနည်းဆုံးမှရှိတဲ့ကာကင်းစကန်ကုန်းလည်းဖြစ်တယ်ပြီးတော့နောက်တနေရာကရိုးပေါ်မှာပစီယွာနာကဂျပန်စစ်ခွစ်တက်စကန်ခုကိုလည်းထပ်မှန်ပြီးတော့တင်လိုက်တယ်အဲ့တော့အဆင်ပြေသွားတာပေါ့ဗျာဟုတ်ပြီဒီတစ်ဖက်သုံးဖက်ကလည်းပတ်သက်ပြီးတော့အခါတက်တော့ AA ကတော့ရန်ကိုချင်းလုံးနဲ့နှောက်လုံးနဲ့ကျွန်တော်ရဲ့မိသားစုနေတယ်သူတို့စစ်စစ်ရင်မပြေးသေးဘူးစစ်စစ်ရင်ပြေးမချင်းသူတို့တွေရဲ့ ဒါဖော်ပြချက်တွေကျွန်တော်တို့တွေ့ရမှာမဟုတ်သေးပါဘူးဗျဟုတ်ပြီကျွန်တော်လက်ရှိအချိန်မှာဒါအကြပ်ဖက်စစ်ခွစ်တက်အဲ့ဒီနေရာကိုစစ်ကူလုံးဝမကြောက်နိုင်တော့လေအခြေအနေတခုကိုလည်းပဲကျွန်တော်တို့ပိတ်ဆို့ထားပြပါပြီအဲ့ဘူပေါင်းတက်ဖို့လည်းအားလုံးတောင်းဝင်ကြည့်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေခက်ခဲမျိုးစုံကြားထဲမှာဒါကိုသူတို့တွေစေပြတ်မှတ်ကိုတကယ်ကိုထိရောက်တိကျစွာလုံဆောင်နေကြတာဖြစ်တယ်ဂစင်ကလေးအပြင်းနေလို့နောက်ကနေပြီးတော့ အရခတ်တော့အေးနဲ့ဘူပေါင်းတစ်ဖွဲ့ဝင်နေပတ်ရှာပြီးတော့တကောင်မီးတကောင်အဖွဲလိုက်ကောပတ်ပြီးတော့တီးနေတဲ့အကြောင်းလဲသတင်းတွေကြားထားပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီလိုမျိုးနေကံပြူကကြားထားတဲ့အချိန်ပြီးတော့ Java စခွတ်တက်ရတာတက် scan တွေနောက်ထပ်ပေါ့နော်စတိုက်ပေးနေရတဲ့အချိန်မှာဒါတက်ရင်900ကျောင်းနဲ့စတောင်းထုတ်ဖို့အတွက်အရှိကိုစူးစမ်းခဲ့ကြပါသေးတယ်လို့လည်းကျွန်တော်ကြားသိထားရတယ်အဲ့ဒီ900လုံးကလည်းပဲအခု ဘယ်ရောက်လို့ဘယ်ပေါက်မှမသိအစနာတော့မကြားရဘူးလို့ကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်ဟိုဘက်ကပြောလိုက်ရင်မကြသေးဘူးပဲပြောတယ်။ဘာလို့မကြသေးလဲဆိုတော့သူတို့အင်းက900အင်းက900လည်းမဟုတ်ဘူးတော့ကျွန်တော်မိသားစု။ဒါစစ်တောင်းပို့တာစစ်ကူပို့တာ900ဟုတ်ပြီအဲ့တော့900အထိချက်ပို့တယ်လေအရှိမရှိတဲ့ကောင်တွေလည်းဆိုထောင်နဲ့ချီတဲ့ကောင်တွေဆိုတော့ထောင်နဲ့ချီတဲ့ကောင်တွေကဘာမှသတင်းမကြရသေးဘူးတော့သူတို့အားကသူတို့မကြသေးဘူးပေါ့ဗျာ။ဒီလိုပါ။အဲ့တော့ကာမတာစက်ရုံနေနဲ့ပတ်သက်ပြီးတော့အရန်ကိုစိုးရိမ်ပြီးတော့အရန်ကိုကြောက်လန့်ထိတ်လန့်နေတဲ့ ဂျက်ဖက်စစ်ခွေးလက်ကောက်ကောင်ကကမ္ဘာစားလေးမှာအရေးကြီးတဲ့ပစ္စည်းကိုရွှေ့နေပြီအချို့ကောင်းကောင်းတွေကအဲ့ဒီမှာမရှိတော့ဘူးအဲ့ဒီမှာရှိတာကတော့ငပြူပေနဲ့အခုပါစပြည်သူစစ်တွေပဲအသေးခံရမယ့်ကောင်တွေပဲရှိတယ်ပြီးတော့လုံးဝမစုံတန်းခံစစ်ပုံစံမျိုးပြင်ဆင်ထားတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ရတယ်ပြဿနာမရှိဘူးအေးဘာလို့မလဲဆိုတာကျွန်တော်တို့ဘာမှမသိရအေးဘလို့ပတ်ပြီးတော့တီးသွားမလဲဆိုတာလည်းကျွန်တော်တို့ခံမှန်းလို့မရဘူးမင်း online လောက်ယူခါနေ လက်ရှိကျွန်တော်တောင်ပိုင်းမှာဖြစ်နေတဲ့ဒါ online ငွေလိမ်ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တကယ်လို့သူတို့တွေအမိကောက်ပြီးအာဆီယံမှာလည်းအာကျွန်တော်အာဆီယံ CEO ကိုလည်းတက်ခွင့်မရတဲ့အချိန်မှာအမိကောက်ပြီးတော့အာကတ်တော်အင်းနဲ့ပူပေါင်းတက်ဖို့ဝင်နေရလဲတကယ်ကိုသူတို့ခံမဲလို့မရတဲ့အခြေအနေမျိုးနဲ့တကယ်ကိုအင်းနဲ့အားနဲ့အတကောင်ဖြောင်းနေတဲ့အချိန်မှာအဲဒီကောင်လည်းအမိကောက်ဆိုတော့အခုမကြောက်ရဲပြောထားတဲ့ ကျွန်တော်တို့တပေါင်းစုတွေ ਨੇ ပြီးတော့ KIA ကျွန်တော်တို့ Arakat.AA ပြီးတော့ကျွန်တော်တို့အားလုံးရဲ့အတူတူပူးပေါင်းဆောင်ရွက်မှုတွေ ਨੇ ကျွန်တော်ရဲ့လမ်းကြောင်းပေါ်ရောက်နေတာဖြစ်တယ်ကျွန်မမိသားစုဝင်တွေအခုကဘလော့ဘောင်ဖြစ်နေလဲဆိုတော့ဟာအိတ်အိတ်ဖို့တော်မှာနည်းနည်းလေးဘယ်လိုပြောမလဲဟာငါအိတ်လိုက်ရင်ဘာမှန်းဘယ်လိုနေရာတွေမှာငါတို့တွေသတင်းကောင်းတွေငါလွတ်သွားမလဲဆိုတော့စိုးရင်နေရာတဲ့အခြေအနေမျိုးတွေပြန်ရောက်လာပါပြီဟုတ်ပြီတော်လိုင်းကကျွန်တော်ညီမပြည်သူရဲ့လက်ထဲမှာရှိတယ် ဒီတော်လိုင်းနဲ့ပတ်သက်တဲ့အရေးပါဆုံးသူတွေကလည်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကျွန်တော်မိဘပြည်သူတွေပဲဖြစ်တယ်။ကျွန်တော်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့တော့ဒီနိုင်ငံရဲ့ပတ်ပြန်တဲ့ဒီမိုကရေစီအခွင့်အရေးပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အနာဂတ်ကလေးငယ်တွေအတွက်ပဲဖြစ်ဖြစ်အားလုံးအဖြစ်ရကျွန်တော်မိဘပြည်သူတွေလက်ထဲမှာပဲရှိပါကြောင်းပြောကြရင်ဒီနေ့ဗီဒီယိုသုံးသပ်ပြရစေ။နောက်လာတဲ့ဗီဒီယိုကိုဒီနေ့ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။အဲ့ဒါဘေးစစ်ဘေးကမ္ဘာကျောင်းနေတော့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းတဲ့ဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင်းလေးနေနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ